အားလုံးပဲမင်္ဂလာပါရှင်စိတ်ဝင်စားစရာကောင်းတဲ့ Braloga ဆလတ်ကြောင်းများစွာကိုတင်ဆက်ပေးနေတဲ့ကျမတို့ရှေ့လာမဲအိမ် YouTube Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဇေယနာရှာမညာရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း281ဖြစ်တဲ့အောင်မြတ်တာနဲ့ကိုအောင်နိုင်နဲ့ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဇလန်းလေးမစားတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလောက်ထားပြီးတော့အသေးအသေးတွေတင်လိုက်သိရှိစေဖို့အတွက် ဘေနာကနိုဒီခေါင်းလောင်းလေးကိုနှိပ်ထားပေးဖို့ကိုလည်းတောင်းဆိုကြပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။ကိုအေးကျော်ကျို့ကိုအေးကျော်ဟေးဘာတော့ကွာလမ်းဖောက်ဖို့ဆိုရင်ရှေ့ကမြေကန်ဘူကိုဖြိုးမှအဆင်ပြေမယ်။ဖြိုးရမယ်ဆိုလေဖြိုးပေါ့ကွာဘယ်တက်နိုင်မလဲ။မင်းအလုပ်သမားတွေရောအားရလား။ရရဲဗျထမင်းစားပြရနဲ့ဖြိုးခိုင်းလိုက်မယ်။လမ်းအလုပ်သမားကောင်းဆောင်မောက်ဖို့ထွန်းကထမင်းစားနားနေကြတဲ့အလုပ်သမားတွေစီထွက်သွားတဲ့အခါမှာတော့ ကိုအေးကျော်လည်းကျောက်စီနေတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ကိုအေးကျော်ကရွာချင်းဆက်လမ်းတွေကိုတာဝန်ယူဖောက်လုပ်ပေးနေရတဲ့အင်ဂျင်နီယာတယောက်ဖြစ်တယ်လို့အခုအခါမှာလည်းတောင်ယူရွာနဲ့အင်တောင်းရွာကိုဆက်တွေ့ထားတဲ့လမ်းကိုဖောက်လုပ်ပေးနေခဲ့ရတယ်။မြေစာရရရင်ငါ့ရင်ကိုတစည်းစာလောက်ပို့ပေးအောင်နော်။ဟုတ်ကဲ့ကိုအေးကျော်ကျွန်တော်ပို့ပေးလိုက်ပါမယ်။ကိုအေးကျော်လည်းဖို့ထွန်းရဲ့စကားကြောင့်ကမှုဖြိုနေတဲ့ဘက်ကိုမသွားတော့ဘဲကတ္တရာဆေးတွေကျုံနေတဲ့ဘက်ကို ထွက်သွားပြီးတော့အလौသမားတွေကိုကြီးကြပ်နေခဲ့လိုက်တယ်။ညနေစောင်းရောက်တော့တနေကောင်ပင်ပန်းထားကြတဲ့အလौသမားတွေကအရေးရတဲ့အပင်တွေအောက်မှာထိုင်ပြီးပွန်စားသူအားစားဆက်လိုက်တောက်သူအားတောင်းနဲ့အနားရှူနေတဲ့အချိန်အုတ်ထုတ် ကိုခန်းခန်းငိုက်ဆောင်ထားတဲ့ကိုဖိုထွန်ရောက်ချလာခဲ့တယ်။ကိုအေးကျော်ကြီးအိမ်ုံတော့ညစာတစီပို့ပေးလိုက်ပြီနော်။အမကတော့အိမ်နောက်ကကွက်လက်မြေမှာချပေးဆိုလို့အဲ့ဒီမှာပဲချပေးလိုက်တယ်။ကျေးဇူးပဲဖိုးထွန်းကြီး မနှက်ဖြံမနှက်တော့ဆော့ဆော့လာခဲ့အောင်နော်စိတ်ချပါဗျမနှက်ဖြံညောင်မျိုးပင်အရှိအထိအပိတ်ခဲ့မှာပါကိုအေးကျော်လဲဖိုးထွန်းနှုတ်ဆက်ပြီးရနဲ့ကြေကားပေါ်တက်ပြီးအိမ်ပြန်လာခဲ့လိုက်တယ်အဖေအဖေဘေးကနေလက်မောင်းကိုပုတ်ပြီးခေါ်နေတဲ့သားဖြစ်သူရဲ့အတန်းကြောင့်အလौသမားဖိုးတွေဆင်းရဲတွက်နေတဲ့ကိုအေးကျော်ဘေးကိုလှည့်ကြည့်ပြီးတော့ဘာဖြစ်လို့လဲသားအိမ်နောက်ဘက်ကနေပလွေမှုတ်တဲ့အတန်းကြားနေရတယ် မဟုတ်တာကွာဘေးအင်္ဂါကလေးတွေစော့နေတာဖြစ်မှာပေါ့ကိုအေးကျော်ကလေးပြောတာဟုတ်တယ်ရှင်ကျမလည်းခုနကထမင်းစားပြီးတော့ပကံစိမ့်နေတော့ပလွေတန်ကြားလိုက်ရတယ်စိတ်ထင်တာနေမှာပါမိမရေငါလည်းဘာတမ်းမှမကြားမိပါဘူးအဲမှာကျမစိတ်ထင်တာဖြစ်မှာပါ ကိုအေးကျော်ရဲ့မိမဖြစ်သူကစကားဆောက်ကိုဖျက်လိုက်ပြီးတားဖြစ်သူလက်ကိုဆွဲကအိတ်ခမ်းထဲကိုဝင်သွားခဲ့လိုက်တယ်ဆိုင်ရင်လုံးနေရှင်ကြားလိုက်ရတဲ့အနှမုတ်တန်ကြောင့် ကိုအေးကျော်ခေါင်းဆက်ခနဲထောင်လိုက်ပြီးအိမ်ပရင်ပေါက်ကနေချောင်းကျိလိုက်ရှာအိမ်နောက်ဖေးဘက်ကိုရှိတ်ခနဲဖြတ်ဝင်သွားတဲ့လူတယောက်ရဲ့နောက်ကျောင်းကိုမြင်လိုက်ရှာတယ်လူတယောက်ခြံနောက်ဖက်ကိုဝင်သွားပါလားမဟုတ်မလွဲရောတခိုးများဖြစ်နေမလားကိုအေးကျော်လည်းအိမ်မှာဆောင်ထားတဲ့ဒုတ်တချောင်းနဲ့လက်နဲ့တံမီကိုဆွဲယူကာအိမ်နောက်ဖေးဘက်ကိုဆင်းသွားခဲ့လိုက်တယ်လာရိတ်ကခြံဝန်းထဲကိုကြားရောက်နေရသောပဝေးချက်မှရှိတဲ့အရာအားလုံးကို ရှင်းလင်းစွာမြင်နေရသလိုတမီးရဲ့အလင်းရောက်ကလည်းခြံအနှံ့ကိုထိုးချနေခဲ့တယ်။အဲ့ဒီအချိန်အိမ်နောက်ဖေးကအုံပင်ငုတ်တူပေါ်မှာကြောပေးပြီးထိုင်နေတဲ့လူတယောက်ကိုမျက်နှာအလွယ်မှာရိတ်ခနဲမြင်လိုက်ရတယ်။ဟမ်ခဏလူတယောက်ထိုင်နေတာတေချာမြင်လိုက်ပါရဲ့အခုပြန်ကြည့်တော့ဘယ်သူမှလည်းမရှိပါလား။တယောက်တည်းဇဝေဇဝါနဲ့ခြံအနောက်ကစတိုကန်ဘက်ကိုလမ်းလျှောက်လာတဲ့အချိန်သူ့အနောက်မှာတယောက်ယောက်ကပ်ပါလာတာကိုခံစားလိုက်ရတယ်။ ပြုံးကနေထလာတဲ့စက်သိမ်းမွင့်တဲ့အတူလူတကောလောင်အေးဆက်လာပြီမဲ့စိတ်ကိုပြန်ထင်ပြီးလှည့်ကြည့်လိုက်ရာဘသူမှရှိမနေပါဘူးမဟုတ်သေးပါဘူးဒီညဘလို့ဖြစ်နေရလဲကိုကြီးကျော်တယောက်စိတ်ထဲရှင်းလောက်တဲ့အထိလှည့်ပတ်ကြည့်ပြီးအိမ်ပေါ်ပြန်တက်လာတဲ့အချိန်သူ့အနောက်ကနေရှုံးဘွက်တွေပေးနေတဲ့ခြေလောက်တစုံကပ်ပါလာပါတော့တယ်အနေရေပယ်ပြောက်อยู่မလားဟဲ့ရှုံးမဲမိုင်းငွေရေလာပြီလာပြီအေးကျော်ရော အလောက်သွားပြီလား မနှက်စာစားဖို့စောင့်နေတယ်မာကြီးရဲ့ကျမကို20သားထည့်ပြီနော်မာကြီးငွေကအငွေတထောင်ထောင်ထားနေတဲ့ပဲပြုတ်တွေကိုအိတ်ထဲထည့်ချိန်နေရင်းနဲ့အနှဲ့နင်တို့အိမ်မှာအလौဒသမားတွေဘာတွေနေပါလားဟွန်းဘယ်ကအလौဒသမားလဲအိမ်မှာဘသူမှမရှိပါဘူးအခုပဲပစိုးတို့တို့ဝတ်ထားတဲ့လူတယောက်အိမ်ဘေးကနေအနောက်ကိုဝင်သွားတာမြင်လိုက်လို့အဲ့ဒါမေးကြည့်啊မာကြီးငွေကျမကိုမနောက်နဲ့နော် ငါကနောက်เสียလားအနေရဲ့ခုနကပဲတေချာမြင်လိုက်တာမချင်းငွေရဲ့စကားကြောင့်ငွေနှင်းတယောက်ပဲပြောက်ဖုံးငွေကိုပေးပြီးအိမ်ထဲကိုပြောင်းဝင်လာခဲ့လိုက်တယ်ကိုအေးကျော်မနှက်စာစားတော့မလို့လားစာကြည့်ခန်းကစပွဲပေါ်မှာထိုင်နေတဲ့ယောက်ျားဖြစ်သူကိုလှမ်းပေးပြီးအိမ်နောက်ဖေးကိုဝင်လာတဲ့အချိန်မိမတားလေးမနှိုးသေးဘူးလားအဲ့ဒီအတန်နဲ့အတူအိမ်သားတွေကနေထွက်လာတဲ့ယောက်ျားဖြစ်သူကိုမြင်လိုက်ရှာတယ်ရှင် ခဏစာကြေကန်းနဲ့မှမဟုတ်ဘူးလားအခုကဘလို့ဖြုတ်ပြီးတော့တေတေရောက်နေရလဲဘယ်ဟာတာအဲ့ရနိုးတာနဲ့မျက်နှာတက်ပြီးတော့အင်တာတက်နေတာဒါဆိုစာကြေကန်းနဲ့မှထိုင်နေတာဘယ်သူလဲငွေနဲ့ကကြောင်းလန့်တကြားနဲ့ပြောနေရကြောက်ကိုအီကျော်ခေါင်းဆောင်းကြည့်လိုက်ပြီးတော့ဘယ်သူမှမရှိပါဘူးရှိတယ်တေချာကိုမြင်လိုက်တာကျမအရှင်းထင်ပြီးတော့မနှက်စာစားဖို့တော့လှမ်းပြောလိုက်သေးတယ် ဒုက္ခပါပဲဒီလိုပုံဆိုရင်တော့စမမနေရတော့ဘူးငွေနှင်းကတုံရှင်နေတဲ့လက်နဲ့ကိုအေးချော်လက်မအောင်ဆောက်ကန်လိုက်တဲ့အချိန်စာကြည့်ခန်းဝမှာချိန်ထားတဲ့လိုက်ကကတစုံတယောက်ဆွဲဖယ်လိုက်တယ်လို့ဘေးကိုကတ်သွားခဲ့တယ်ရှင်မြင်ပြီမဟုတ်လားဒီအိမ်မှာဘာတွေဖြစ်နေရလဲယငါလည်းမပြောတတ်ဘူးအခုလောလောဆယ်ခလေးကိုခေါ်ပြီးတော့အမေတို့အိမ်မှာသွားနေလိုက်ကိုအေးချော်လည်းအိမ်မှာဖြစ်နေတဲ့ကိစ္စကြောင့်မိမနဲ့ခလေးကိုမိဘရင်ဝင်ပို့ပြီးတော့ အလောက်ထဲကိုထွက်လာခဲ့လိုက်တယ်။ကိုအေးကျော်ပြောသလိုဆိုရင်အိမ်မှာမကောင်းတာတစ်ခုခုရှိနေပြီထင်တယ်။အလောက်သမားတွေကိုစောင့်နေရင်ပြောလိုက်တဲ့ကိုဖိုးထွန်းရဲ့စကားကြောင့်အေးကျော်ခေါင်းကိုညှိပြလိုက်ပြီးတော့မနေ့ကညည်ကြီးတွေဖို့ပြီးမှဖြစ်တာဆိုတော့ညည်ကြီးထဲမှာမကောင်းတာတစ်ခုခုပါလာတာများလား။အတေးကျတော့ပြောလို့မရဘူးဗျ။ဒီလိုလောက်ဗျာအလောက်သမားတွေလာရင်အိမ်နောက်မှာဖို့ထားတဲ့မြေကြီးကိုရှင်းခိုင်းလိုက်မယ်။ မြေကြီးကြောင်ဆိုရင်တခုခုတော့ထွက်လာမှာပဲလှုပ်ဆမ်းမအောင်ဗျာမဟုတ်ရင်အိမ်မှာဘသူမှနေရမှာမဟုတ်ဘူးဟောပြောရင်ဆိုရင်လည်းကြောက်ခဲတော့ဖွဲလာကြပြီဖိုးထုံကသူ့အလုပ်သမားအုပ်စုအမြင်တော့အားတက်သွားပြီးကြောက်တွေပုံထားတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်ခဏနေတော့အလုပ်ကျန်းသမား၅ယောက်ပါလာပြီးပေါတိုးတွေကောပြားတွေယူကအေးချော်ရဲ့အိမ်ဘက်ကိုထွက်သွားခဲ့ကြတယ်အိမ်ုံရောက်တော့ညစာတွေဖို့ထားတဲ့နေရာကိုရှင်းကြရာအုပ်ကျိုးအုပ်ပဲ့တွေကလွှဲပြီး ဘာမှထွက်မလာခဲ့တာကြောင့်အေးကျော်ရောဖိုးထွန်းမှာအကြက်ရိုက်သွားခဲ့တယ်။ဘာမှမတွေ့ဘူးဗျ။ဒီပုံတိုင်းဆိုရင်မြေကြီးထဲမှာပါလာတာမဟုတ်ဘူးထင်တယ်။ဒါဆိုဘယ်ကနေဖြစ်တာလဲ။စဉ်းစားလို့မရဘူး။ဒီလိုလုပ်ပါလား။အလုပ်ပြီးရင်ကိုအေးကျော်ရဲ့အိမ်မှာကျောင်းနဲ့အလုပ်သမားတွေလာအိပ်ပေးမယ်လေ။ဒါဆိုရင်စိတ်ကပဲဖြစ်တာလား။တကယ်ဖြစ်တာလားဆိုတာသိရပြီ။လာအိပ်ဗျာ။လူများတော့တင်းဘလို့လုပ်မလဲကြီးကြသေးရပေါ့။ကိုအေးကျော်က အားတက်တရောပြောလိုက်ပြီးအလောက်ခွင်ထဲကိုပြန်ဖို့ခြံတကားကိုပိတ်နေတဲ့အချိန်အိန္ဒိယနေရန်ဆွေးပွဲကောင်းတဲ့ပလွေတံထွက်ပေါ်လာခဲ့တယ်။ကြားရလားပလွေမှောက်နေတဲ့အတန်ကြားရလားဟုတ်တယ်နော်ဒီနားမှာပလွေမှောက်တဲ့သူလည်းမရှိဘဲနဲ့အတန်းကဘယ်ကနေဘလို့ထွက်လာပါလိမ့်။ဆရာထွန်းအိမ်ပေါ်မှာကြည့်ရုံဗျအလုတ်သမားတယောက်ရဲ့အတန်းကြောင့်မော်ကြည့်လိုက်ရာဗရဲပေါ့ရဲ့နောက်ကအကွယ်ကနေသူတို့ကိုချောင်းကျိနေတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ် အိမ်ထဲမှာလူရှိနေတယ်။ကျွန်တော်တို့ဝင်သွားပြီးကြည့်ရမလား။အားလုံးဝင်ကြရအောင်။တခုခုဆိုက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 ာကွယ်ဖို့အတွက်ဒုတ်တွေယူသွားကြ။ဖိုထွန်ကသူ့တပည့်တွေကိုတတိပေးလိုက်ပြီးသူ့ကိုယ်တိုင်လည်းခြံစည်းိုးပေးမှပုံထားတဲ့တဲအဟောင်းပုံတဲကနေဒုတ်တချောင်းဆွဲယူပြီးတော့ဝင်သွားခဲ့လိုက်တယ်။ခုနကမြင်လိုက်တာဒီအခန်းမဟုတ်လား။ဟုတ်တယ်ဆရာထွန်။ဒါပေမဲ့အခန်းကတော့ခတ်ထားတယ်ဗျ။မင်းတို့ရောင်းပြီးမဟုတ်လားတာမန်လို့ဆိုရင်ပိတ်ထားတဲ့ခန်းကိုဘယ်လိုဝင်မလဲ ကိုအေးကျော်တော့ဖွင့်ပေးကြည့်ကျွန်တော်ဝင်ကြည့်မယ်ဖိုးထွန်းရဲ့စကားကြောင့်အေးကျော်ကခါးကြားမှာချိန်ထားတဲ့တော့တွေရနေတော့တချောင်းထုတ်ယူပြီးတော့စားကြည့်ကန်းကိုဖွင့်လိုက်တဲ့အချိန်အညောင်းပြေလဲဖို့ချထားတဲ့ပလက်ကလထိုင်ကလူမရှိပဲလှောက်ခါနေတာကို အကုန်လုံးမြင်လိုက်ရတယ်ကိုအေးကျော်အချိန်နဲ့ကမကောင်းထင်နေနေကင်းကြောက်တော့မှာတော့မှဒီလောက်ဆိုရင်ညဘက်တွေဘလို့နေကြမလဲဒါကြောင့်ပြောတာပေါ့အခုလေလူတွေရှိနေရတာမှလောက်ပြနေရကြည့်အောင်လေ အေးကြော်စကားဆုံးပါပင်လှုပ်နေတဲ့ကလထိုင်ကရုပ်ချင်းညိန်သွားပြီးဟာတိုက်ရှင်မောတဲ့အတန်ထွက်ပေါ်လာခဲ့တယ်။အကောင်ထဲမမြင်ရပဲကြားလိုက်ရတာကြောင့်ရှေ့နေတဲ့သူတွေအားလုံးမတိုင်ပင်ထားပဲလေကားပေါ်ကနေဝရုံတုံးကပြေးဆင်းခဲ့ကြတယ်။အဲဒီရောက်တော့ဖိုးထုံးကရင်ဘတ်ကိုလက်နဲ့ဖိပြီးတော့တိကိစ္ဆာကိုလှက်ထားလို့မရဘူးဗျ။တသိနားလေတဲ့သူနဲ့ပြဖို့တော့လုံမဲ့ထင်းနေ။ဒီလိုမျိုးတွေငါလည်းမကြုံဘူးတော့ဘယ်သူနဲ့ပြရမလဲမသိဘူးဖြစ်နေတယ်ကွာ။ ကျွန်တော်မှသိစရာတယောက်ရှိရဲ့။သူ့ကိုအင်ခေါ်လာပြီးတော့ကြိတ်ခိုင်းရင်အဖြေတခုတော့ထွက်မယ်ထင်တယ်။ဒါဆိုလဲလောက်ပြ။လိုအပ်တဲ့ကုန်ကြစရိတ်ကျွန်တော်ပေးပါမယ်။ကိုအေးကျော်လည်းအိမ်မှာဖြစ်နေတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်ဖိုးထွန်းရဲ့အကြံဉာဏ်တိုင်းလုပ်ဖို့သဘောတူခဲ့လိုက်တယ်။ရှာစမတ်တွေကာရန်ထားတဲ့အလဲမှာတော့ပိတ်ဖြူဝစ်စုံဝစ်ဆင်ထားတဲ့လူတယောက်ရှိနေပြီးသူ့အရှိန်မှာတော့ကရော့ပွဲငါပွဲစီစီရီတင်ထားခဲ့တယ်။အချိန်တော့ကြာလာပြီကွ။ တရင်ရှင်တွေဘယ်မလဲဟိရှိပါတယ်ဗျဒီမှာပါအေးစော်နဲ့စနီးဖြစ်သူကပဲဖြိုဝဲလူရဲ့အရှိကိုတိုးသွားပြီးတော့ရှေ့ချောင်းပြောပြခဲ့တယ်အဘအာယုံခံပြီးတလောက်ကတော့ဒီအိမ်မှာရှိနေတာတရေသက်စီအစင်မဟုတ်ဘူးကွယ်ဒါကြောင့်နမင်းကြီးလေးပါအင်းကိုတုံးပြီးတော့အနောက်ရှက်ကိုဖေရှားပေးမယ်ကွယ်ပဲဖြိုဝဲလူကအပေါင်အရင်တတန်နဲ့ပြောပြီးကတော့ဘဲရှိမှဖျောင်းတိုင်ငါးတိုင်ထွန်ပြီးမန်တန်တချို့ကိုစတင်ရွတ်ဖတ်ပါလေရော့ ကာတာရွက်ဖက်နေရင်းနဲ့၅မိနစ်လောက်ရောက်မှတော့အင်တကာမကြီးကလေမတိုက်ပဲဝုံးစုံစောင့်ပိတ်သွားခဲ့ရာရှာစမတ်ကွက်ထဲမှာရှိတဲ့သူတွေအားလုံးလမ်းဖြတ်ကုန်ကြတယ်။ဟဲ့ငါဆရာရှိနေတာတောင်တောင်းချရဲ့တယ်ပေါ့လေ။ဆရာပုတ်ကူများတင်းနှောက်ရက်ကောင်ဖမ်းဆောက်ထားကြစမ်း။ပိတ်ဖြုတ်ဝဲလူကြီးကအင်တကာမကြီးရှိကိုလက်ညှိုးငေါငေါထိုးပြီးတော့အမိန်ပေးလိုက်တဲ့အချိန်အင်တရာနေပကံတွေပြစ်ချတဲ့အတန်၆ကက်ကက်ရှင်မောတန်တွေထွက်ပေါ်လာခဲ့တယ်။ ဆရာကြားတယ်မဟုတ်လားတင်းကငါ့ကိုမခံလေးစားလုပ်နေရပဲပိတ်ဖြိုဝဲဆရာကမမဲဟင်းဟောက်လိုက်ပြီးအနေရောက်ကျိုးကိုချက်ထားတဲ့ချီမန်းခွင်းကိုကန်ကရှာစမတ်ကွက်ထဲကနေမတက်ထားရလိုက်တဲ့အချိန်အိမ်ထဲကနေကျွေးပကံလောင်းတစ်လောင်းကအချိန်နဲ့လွှင့်ထွက်လာပြီးဆရာဖြစ်သူရဲ့နှပေးမှရှိတဲ့ကရော့ပွဲစလုံးကိုထိမှန်သွားခဲ့ဆရာဘာဖြစ်သွားသေးလဲရရရတယ်ငါဘာမှမဖြစ်ဘူး မင်းတို့အိမ်မှာရှိနေရကောင်ကအတော်ကြီးတဲ့ပုံပဲဒါပေမဲ့ချီမန်ခွင်အစွမ်းကိုတော့ဒဲမခံနိုင်တော့ပါဘူးဆရာဖြစ်သူကချီမန်ခွင်ကိုခတ်တင်တင်ဆောက်ကင်ရင်းနဲ့အိမ်တကားဝါကိုရှောက်သွားတဲ့အချိန်စင်ပေါ်မှာတင်ထားတဲ့ကရော့ပွဲတွေကဘယ်သူမှမထိကင်ပဲဝုန်းခနဲ့တိုင်ကနေရင်ထွက်သွားခဲ့တယ်။မထိမတ်ထားတဲ့တုံ့ပြန်မှုကြောင့်အခြေအနေကိုလာကြည့်စားတဲ့သူတွေရော အလောက်သမားတွေကဝရုံတုံခါနဲ့ထားကြည့်ကြသလိုဆရာလောက်သူကလည်းမျက်ဖြူလန်းပြီး ရှာသမက်ကွက်ထဲမှာတရေလေလဲကျသွားတာကိုမြင်လိုက်ရတယ်။ဒီအဖြစ်ပြကြောင်းကိုအေးကျော်တို့အိမ်တရင်ကလူရိုင်းရဲ့ပါဇက်ဖြောင်းရောက်သွားခဲ့တယ်လို့ဘဲဆရာကမှလည်းထပ်ပြီးတော့ရောက်မလာခဲ့တော့ပါဘူး။အင်းနီနာချင်းတွေကတော့ညဘက်ကိုရောက်ရင်ကိုအေးကျော်တို့ခြံထဲမှာမဲနေနေတဲ့ကျွဲတကောင်လှဲ့ပတ်သွားလာနေတာတွေ့တယ်လို့တချို့တွေကလည်းအိမ်ပေါ်ထက်ဝရဏပေါ်မှာလူတယောက်ငုတ်တုတ်ထိုင်ပြီးစလိတ်ထိုင်ဖွာနေတဲ့အရေးအယံတွေကိုတွေ့မြင်ရကြောင်ပြောပြခဲ့တယ်။ ကိုအေးကျော်တို့မိသားစုလည်းတေးအဖြစ်ပြတ်ကြောင့်အိမ်ကိုအယောင်ဆိုင်ဖို့တရားတဲ့အထိဖြစ်လာခဲ့တယ်။ဒါပေမဲ့အိမ်မှာအချောက်လန့်ရှိတယ်ဆိုတဲ့သတင်းကြောင့်မိသူတို့တယောက်ကမှဝယ်ယူဖို့အတွက်မကန့်လန့်ခဲ့ကြပါဘူး။ဒီကိစ္စတွေဖြစ်ပြီး၅လလောက်ကြာမှတော့ကိုအေးကျော်လည်းလမ်းဖောက်တဲ့စီမံချက်ပြီးသွားပြီမို့မိသားစုတွေစိတ်ပြေလာပြအဖြစ်ရွှေမော်ရော့စီတီကိုသွားရောက်ခဲ့ကြတယ်။စီရီယိုရောက်တော့ကိုအေးကျော်ကသူ့ရဲ့မွေးနေ့မွေးနံ့ဖြစ်တဲ့တနင်္ဂနွေတောင်မှာ ဖျားရှိခိုးဖို့အတွက်နေရာယူလိုက်တဲ့အချိန်ရောဂီဝေဆံဝတ်ထားတဲ့လူသုံးယောက်ကတူထိုင်မဲ့နေရာမှာစကားပြောနေတာကိုမြင်တွေ့လိုက်ရတယ်။ဒါကြောင့်ကိုအေးကျော်အနားကိုတိုးကပ်သွားပြီးတော့တစိမ့်လောက်ပြကျွန်တော်ဒီမှာဖျားရှိခိုးလို့ရမလား။ကိုအေးကျော်ကလေတန်းအေးအေးနဲ့ပြောလိုက်ရာစကားပြောနေတဲ့လူသုံးယောက်ကသူ့ကိုမျက်လုံးဝန့်ကျစ်ပြီးထိုင်ရာကနေဘေးကိုဖေးပြလိုက်ကြတယ်။ကိုအေးကျော်လည်းဇနီးနဲ့တားဖြစ်သူကိုဘေးမှာဆောင်းခိုင်းပြီး ဖယားဝေးပြုတ်နေတဲ့အချိန်ဒီကောင်ကရရဆတ်ဆတ်စေရီပေါ်ထိရောက်နေပါလားအဲ့ဒီစကားတန်တဲတဲကိုကြားလိုက်ရတယ်ကိုအေးကျော်လေးကြားလိုက်ရတဲ့စကားကိုမကြားချင်အောင်ဆောင်ပြီးအများအတန်ပေးဝေနေတဲ့အချိန်ထိုင်နေတဲ့လူသုံးယောက်တည်းကစပီကိုအနောက်မှာစီးထားတဲ့လူကတောက်တစ်ချက်ခတ်ပြီးသူ့ကိုမျက်တာမခတ်တမ်းစိုက်ကြည့်နေတာကိုသတိထားမိခဲ့တယ်ကိုအေးကျော်ရဲ့စိတ်ထဲမှာတော့သူတို့ထိုင်နေတဲ့နေရာကိုဖိတ်ခိုင်းတဲ့အတွက်မကြိမ်မနက်ဖြစ်နေရဖြစ်မယ်လို့တွေးပြီး အမြအတန်ပေးဝေပြရနဲ့မိမနဲ့တားဖြစ်သူကိုခေါ်ပြီးထထွက်ဖို့အလုပ်ဟဲ့လိုဟဲ့လိုခမ ्या ကိုပြောစရာရှိတယ်ဗျအရိအတန်နဲ့အတူစပယုံစီးနောက်ထားတဲ့လူကထာယာကနေထလာခဲ့တယ်။ဘာကိစ္စလဲဗျခမ ्या တို့မိသားစုမှာထိုးခြားတဲ့ကိစ္စတခုဖြစ်ပေါ်နေရမဟုတ်လားဒါကိုဘယ်လိုသိရလဲသိတာပေါ့ခမ ्या ကိုကြည်ရတာတာမန်မှမဟုတ်တာဘလို့တာမမဟုတ်တာလေကျောက်ကဘာများထွထွဆန်းဆန်းလုပ်နေလို့တော့ ။ခမည်းကတော့တာမန်မဲနေတာပါ။ဒါပေမဲ့ခမည်းရဲ့နောက်မှာပါလာတဲ့သူကထိုးဆန့်နေတာ။ကျုံနောက်မှာကျုံမိသားစုပဲပါတာလေ။ဟဲ့လို့စကားကိုဝဲလေကြောင်ပတ်လုပ်ပြီးကျုပ်စရာအလုခံမလို့မဟုတ်လား။ကျုပ်ကဘာကြောင့်ခမည်းစရာအလုခံရမှာလဲ။အထင်တော့လွဲပြီးထင်ပါတယ်။ဒါဆိုခုနကျုံနောက်မှာလိုက်နေတာပြောတာရော။ဘာကြောင့်ပြောရတာလဲ။မြင်လို့ပြောတာပေါ့ဗျ။အခုတော့ ခမ ्या နဲ့စကားပြောတာကိုမကြိုက်တဲ့ဟန်နဲ့စားကြည့်နေတာအဗျကျောက်ခုမြင်တာခမ ्या ကိုပဲလေကျောက်နောက်မှာဘသူမှမပါဘူးခမ ्या ရဲ့နောက်မှာဝါပလွေတစ်ချောင်းကိုခါးချထုတ်ထားတဲ့ယောက်ျားတယောက်ရှိနေတယ်ဗျဝါပလွေဆိုတဲ့အတန်းကြောင့်ကိုအေးကျော်မျက်လုံးဝိုင်းတာဖြစ်သွားခဲ့တယ်လို့ဘေးမှာရနေတဲ့မိမဖြစ်သူရဲ့မျက်နှာမှာလည်းအံ့ဩမှုတွေပေါ်ပေါက်လာခဲ့တယ်ကိုအေးကျော်သူကတခုခုမြင်နေတဲ့ပုံပဲအတန်းနေစမ်းမှာမိမရာ ဒီကောင်တွေကငါတို့အကြောင်းစုံစမ်းပြီးတော့ခွင်းဖန်းနေတာဖြစ်မယ်။ဟော့ဟော့ကျောက်တို့ခမ ्या မယုံမကြည်ဖြစ်နေတာကိုဒါဖြစ်လဲနေပါစေတော့ဗျာ။စပင်းကိုတက်ရက်စွာထုံးဖွဲ့ထားတဲ့လူကအေးကြော်ကိုခမဲမဲအပြုံးနဲ့ကြည့်ပြီးတော့လူတွေရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ဆရာဟိုလူကဆရာပြောတာကိုမယုံမဟုတ်လား။ထားလိုက်ပါမောင်ကောင်းရ။သူယုံတည်ဖြစ်စေမယုံတည်ဖြစ်စေမကြခင်ငါတို့စီကိုပြန်ရောက်လာမှာပါ။ အောင်မြတ်တာကအဝေးကိုထွက်သွားတဲ့ကိုအေးကျော်တို့မိသားစုကိုကြည့်ရင်တင်းငိမ့်စွာရေရွက်လိုက်ပါတော့တယ်။အောင်မြတ်တာတို့ဆရာတပည့်တွေလည်းရွှေမော်တော်စီဒီပေါ်မှာပင်ပရိစိတ်တရားထိုင်ခြင်းအမှုတွေကိုညနေတဲ့အထိပြုတ်လောက်ပြီးထိုင်နေကြတဲ့အချိန်မျက်စိချိန်မတက်အလင်းရောင်တန်းတစ်ခုကစေရီရဲ့ငှက်မြတ်နားတော်နေရာကနေဖြာထွက်လာတာကိုမြင်တွေ့လိုက်ရတယ်။အလင်းအားကအတော်ဆုံးနေနေတာမို့အောင်မြတ်တာတို့ဆရာတပည့်တွေမျက်လုံးကိုလက်နဲ့ကပြီးကြည့်လိုက်ရှာ။ လေဟာနယ်ထဲကနေလမ်းလျှောက်လာတဲ့နှစ်သားတစ်ပါးကိုမြင်လိုက်ရတယ်။အဲ့ဒီနှစ်သားကအောင်မြတ်တာတို့ရှိရာကိုတန်တန်မတ်မတ်ဆင်းလာပြီးပဝါဖြူနဲ့ထုတ်ထားတဲ့ပစ္စည်းတစ်ခုကိုကမ်းပေးကငှက်ညံလာဘက်ကိုပြန်တက်သွားခဲ့တယ်။အောင်မြတ်တာလည်းသူ့ကိုပေးထားတဲ့အရာကိုဖြည့်ချိလိုက်ရာလွန်စွာလှပတဲ့လက်ရည်နဲ့ရေးထားတဲ့စာတစောင်နဲ့အတူနဂါလက်ကောက်နှစ်ကွင်းဖြစ်နေခဲ့တယ်။ဆရာစာထဲမှာဘာရေးထားတာလဲ။ဒီနဂါလက်ကောက်ရဲ့ပိုင်ရှင်ရှိတဲ့နေရာကိုရေးထားတာပါ။ စာထဲမှာပါတဲ့အကြောင်းရှာရှာဆိုရင်ပိုင်ရှင်ကလွန်ခဲ့တဲ့နှစ်40လောက်အချိန်ရွှေမော်တော်ဖျားပွဲမှာလက်ကောက်နှစ်ကွင်းစလုံးကြားပြောက်သွားခဲ့တဲ့ပုံပဲနှစ်40ကြာပြီးမှပိုင်ရှင်ကိုပြန်တွေ့ဖို့ဖြစ်နိုင်ပါမလားဆရာအကြောင်းရှိလို့လာပေးတာဖြစ်မှာပေါ့ခွန်လာရဲ့ကဲငါတို့ကတော့ဒီနေ့တည်းကနေလောလောဆယ်ထွက်ရအောင်မှမဟုတ်ဘူးထင်တယ်ကျွန်တော်တို့ကလည်းစေလိုရာဈေးဆိုတဲ့သဘောနဲ့ထွက်လာခဲ့တာဆိုတော့ဘယ်ရောက်ရောက်ပေါ့ဆရာရဲ့မဟုတ်ဘူးလား ဒါပေါ့ကွာကဲမင်းတို့လည်းခီးပန်းလာကြတာဆိုတော့နားလိုက်ကြအောင် မနက်မိုးလင်းတာနဲ့နွားကြောင်သားကိစ္စရှင်းရအောင်မေအောင်မြတ်တာကမကောင်းတို့ကိုနားယူခန်းလိုက်ပြီးစေဒီကိုလက်ရရဲပတ်ခါဂုံတော်တွေပွားများနေခဲ့လိုက်တယ်အနေရအုပ်တွေနဲ့ဆောက်လုပ်ထားတဲ့အင်ဂျင်နီယာရုံးဝဲအတွင်းမှာတော့ကိုအေးကျော်တယောက်စရင်စရာတွေနဲ့အလုရှုံနေခဲ့တယ်အဲ့ဒီအချိန်ရုံးပြတာစရင်မောင်ပါကိုရောက်လာပြီးတော့ဆရာရုံးရှိမှဆရာကိုတွေ့ဖို့ဆိုပြီးတော့ လူတောင်းရောက်ရောက်နေတယ်။ဒါဆိုလဲရုံးကန်းလေးကိုလှုပ်ပေးလိုက်ကွာ။ကိုရေးကျော်ကပြတာစီကိုပြောပြီးနောက်တစ်ဖောက်လုံးမဲ့လမ်းအတွက်လိုအပ်မဲ့ကြောက်စင်းတွေကိုတွတ်ချက်နေခဲ့လိုက်တယ်။ဆရာသူတို့ရောက်လာပြီ။ပြတာစီစကားကြောင့်ကိုရေးကျော်မောကြည့်လိုက်ရှာဖះမှာတွေ့ခဲ့ရတဲ့ယောဂီဝဲလူဖြစ်နေခဲ့တယ်။ဘာကိစ္စရှိလို့လဲဗျ။ကိစ္စကတော့မိတ်ဆွေအိမ်မှာဖြစ်နေတဲ့အဖြစ်အပျက်ကြောင့်ရောက်လာခဲ့တာပါ။နေစားမအောင်ခင်ဗျားတို့ဘသူက ောက်ဝင်ကိစ္စကြောင့်ပြပြလိုက်တာလေ။ကျောက်တို့ကိုအသိနဲ့ကိုလာခဲ့တာပါ။ဒီလိုလာရတာကလေခမည်းနဲ့ကျောက်ရဲ့ပဋ္ဌာန်းစာကြောင့်ပဲ။ခမည်းနဲ့ကျောက်အရမ်းမြင်ဘူးလို့လား။လွန်ခဲ့တဲ့နှစ်လလောက်ကမိတ်ဆွေတို့မိသားစု ပကံဘက်ကိုဖျားဖို့ထွက်ခဲ့ကြတယ်မဟုတ်လား။ဟုတ်ပါတယ်။ဒါရီခမည်းကဘလို့သိရလဲ။မိတ်ဆွေတို့မိသားစုရွှေစည်းကုံစည်းတီကိုလာဖို့တဲ့အချိန်နေပူထဲမှာတရားထိုင်နေတဲ့လူတယောက်ပေးမှာပါလာတဲ့ထင်းနဲ့ နေဘူးတန်းကိုကောက်ွက်ပေးခဲ့တာရောမှတ်မိတယ်မဟုတ်လားအောင်မြတ်တာစကားကြောင့်ကိုအေးကျော်မျက်ခုံးတစ်ခုတွန့်အောင်စဉ်းစားလိုက်ပြီးမှတ်မိပြီမှတ်မိပြီအဲ့ဒီလူကခမည်းလားဟုတ်ပါတယ်မိတ်ဆွေတို့မိသားစုရဲ့စေတနာကြောင့်အခုလိုပြန်ပြီးတော့ကုညီပေးဖို့အကြောင်းပြန်လာခဲ့တာပဲဟာကျောက်ရဲ့ပြုတ်မှုတွေအတွက်တောင်းပန်ပါတယ်ဗျာအရင်ဆုံးထိုင်ကြပါဦးကိုအေးကျော်စကားကြောင့်အောင်မြတ်တာတို့လည်းလွတ်နေတဲ့ခုံမှာဝင်ထိုင်လိုက်ပြီးစကားကိုပြန်ဆက်လိုက်တယ် မိတ်ဆွေကဘာရိုးရလဲဗျရိုးရလို့တော့မသိဘူးဆရာမိဘတွေကငငယ်ရဲရဆုံးသွားတာဆိုတော့ကိုကိုကိုဘာရိုးရမှန်းမသိဘူးကျောက်မြင်မှာတော့မိတ်ဆွေအနောက်မှာပလွေတချောင်းကင်ပြီးပစုပ်ခွင်းတိုင်းထားတဲ့လူတယောက်အများရန်လိုက်နေတယ်ဆရာပြောသလိုပဲကျောက်လည်းမြင်တွေ့ခဲ့ရတယ်တခါတလေကျောက်နေတဲ့အိမ်မှာကျွဲနာမုတ်တန်လို့လို့နွားခွာရတန်လို့လို့တွေကြားရတဲ့အပြင်ညတကောင်အချိန်တွေမှာလည်းပလွေမုတ်တဲ့အတန်တွေကြားရတယ် ။တေးဖြစ်ကြအောင်အိမ်မမနေဖြစ်ကြတော့တာလား။ဟုတ်တယ်ဆရာ။မကြသေးခင်ကလည်းအတိုက်ခိုက်ရှင်းပေးတဲ့ဆရာတယောက်ထွက်ပြေးခဲ့ရတယ်။အဆိုးဆုံးကကတော်ပွဲတွေကိုပါမှောက်ချပြစ်တာပဲ။ဒါဖြင့်မိတ်ဆွေသဘောတူရဲဆိုရင်ကျောက်တို့ကိုယ်တိုင်ရှင်းပေးပါမယ်။ကျောက်အနေနဲ့ဘာတွေပြင်ထားရမလဲပြောပါ။မနက်ပြန်မနက်ကတော့ပွဲသုံးပွဲအတွက်လိုအပ်တာတွေဝယ်ထားပေးပါ။ကျုပ်တို့အိမ်ကိုလာခဲ့ပါမယ်။ကျုပ်တေချာပြင်ဆင်ပြီးတော့စောင့်နေပါမယ်။ ဟိုလေဆရာတို့ဘယ်မှာလာကြွားမလဲဆိုတာလေးပြောပြပါလားကျောက်တော့စီစဉ်နေပဲလာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ဗျာကျောက်သေးချလောက်ထားပြပါမယ်အမြတ်တာတို့ထွက်သွားတော့ကိုအေးကျော်လေးပြတ်တာစီကိုခေါ်ပြီးကတော့ပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ခိုင်းခဲ့လိုက်တယ်နောက်တနေ့မနေ့ရောက်တော့ကိုအေးကျော်တို့ခြံဝင်းထဲမှာအိနီနာချင်းတွေနဲ့အတူအမြတ်တာတို့ဆရာတပည့်တွေကတော့ပွဲသုံးပွဲကိုနေရာချရင်းနဲ့အလောက်ရှုံနေခဲ့တယ်ရက်ွက်ထင်ရလူတွေကတော့ အိမ်ရှာနေဖြတ်သွားဖြက်လာလို့ရှင်အကဲခတ်နေကြသလိုကိုအေးကျော်ကလည်းအိမ်တဲကိုလှမ်းကြည့်ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တယ်။အောင်မြတ်တာကကရော့ပွဲတွေနေရာချပေးရနဲ့အိမ်အတွင်းအပြင်ပပတ်လေကိုစီးချပေးအတွင်းပုတ်ကိုအပြင်မထွက်ရအောင်အပြင်ပုတ်ကိုအထဲမဝင်နိုင်အောင်ပြုလုပ်ခဲ့တယ်။စီးချပေးတဲ့အချိန်မှာတော့အိမ်တဲကနေပစ္စည်းတွေပြစ်ချတဲ့အတန်းခြေဖနာဆောက်တဲ့အတန်းတွေထွက်ပေါ်လာခဲ့တယ်။အောင်မြတ်တာကတော့အတန်းပလန်တွေကိုဂယုမဆိုင်ဖေး ငါးပါးတိလာခံယူပြီးဆာယာနတ်တွေအပြင်မျိုးဆောင်နဲ့ရက်ကွက်ဆောင်နတ်တွေကိုပင့်ဖိတ်ခဲ့ရာရုပ်ဖတ်တံမဆောင်ခဲ့မှာပဲအိမ်တကာမကြီးကဘသူမှမရှိပဲဝုန်းကနဲ့တိုင်းကနဲ့ပွင့်ထွက်သွားခဲ့တယ်။အောင်မြတ်သားလည်းပွင့်ထွက်သွားတဲ့တကားဝါကိုကြည့်လိုက်ရာတကောလုံးနမ်းမောင်နေတဲ့ကျွဲ့နဲ့ကြီးတကောင်နဲ့အတူအန်ကိုကြိတ်ထားတဲ့လူတယောက်မကြမ်းရနေရမြင်လိုက်ရတယ်။အဲ့ဒီရှက်နေတဲ့လူကအောင်မြတ်သားကိုနေရန်နေတဲ့မျက်လုံးအစုံနဲ့စိုက်ကြည့်ပြီးခြေလမ်းကျဲကြီးတွေနဲ့ စီတဲ့ကိုဝင်ပြေးလာခဲ့ရာအထဲကိုမရောက်ခင်မှာပင်ပစိုးကောင်ကြိုက်ထားတဲ့လူနေနေနှစ်ယောက်ပေါ်လာပြီးပြေးဝင်လာသူရဲ့လက်နှစ်ဖက်ကိုဆွဲကင်ပြီးတော့အိမ်ဘေးကိုပြတ်ထွက်လိုက်တယ်။ကျွဲနဲ့ကြီးကသူ့တခင်လွင့်ထွက်သွားတာကြောင့်ဒေါသတကြီးနဲ့နှာမှုပြီးအဆောင်နှစ်ယောက်ကိုပြေးဝေးဖို့ဝင်လာခဲ့တယ်။ဒါပေမဲ့လူနေနေနှစ်ယောက်ကကျွဲနဲ့ကြီးရဲ့ဂျိုးကိုဆွဲကင်ရင်မြေကြီးကိုဖုတ်ချလိုက်ပါတော့တယ်။တိတ်ဖြစ်ပြက်တွေကိုအောင်မြတ်တာမောက်ကောင်းတဲ့ခွန်လာတို့က အထင်သာမြင်နေရပေမဲ့ပရိသတ်တွေကဘာမှမသိတာကြောင့်အောင်မြတ်တာကပစိုးကောင်ဆိုင်ထားတဲ့လူကိုလက်ညှိုးထိုးပြီးဟိတ်မအောင်နိုင်တဲ့အနေနဲ့အိမ်သူအိမ်သားတွေအပေါ်ဘလို့မကျေနပ်ချက်တွေရှိနေတယ်ဆိုတာအားလုံးအမြင်ရှိအောင်လို့ဝင်ပြောစမ်းအဲ့ဒီလိုအမိတ်ပေးလိုက်ရှာလာကြည့်တဲ့သူတွေတဲကမိမတယောက်နဲ့ယောက်ျားတယောက်ရဲ့အသားတွေတဆတ်ဆတ်တုံလာပြီးတော့အောင်မြတ်တာရှေ့ကိုခေါ်ဝင်လာခဲ့တယ်အခုဝင်လာတာဘာတူလဲငါ့နာမည်အောင်နိုင်กว่า ဒီအိမ်ရဲ့အိမ်နောက်ဦးစီးရပေါ်ဘာကြောင့်အမျက်ရှာနေရလဲဒီအိမ်ထဲကလူတစ်ယောက်ကငါ့ကိုခေါ်လာပြီးတော့နေစရာမပေးလို့သူတို့လည်းနေစရာမရှိအောင်ပြန်လောက်တာပဲဘသူအသင်ကိုခေါ်လာရလဲခေါ်လာတဲ့သူရောဒီထဲမှာရှိလားဒီအိမ်သားတစ်ယောက်ယောက်ကငါ့ကိုခေါ်လာတာပဲသိတယ်ဟဲ့ဝင်ပုန်းနေတဲ့သူရဲ့စကားကြောင့်အာမြတ်သားလည်းအိမ်သားတွေဘက်ကိုလှည့်ပြီးမေးကြည့်ဟာအားလုံးကမခေါ်မိခဲ့ဘူးဆိုတဲ့အဖြေပဲပြောခဲ့ကြတယ်။ကာယကံရှင်တွေက တဲ့ပေါ်နှုတ်နဲ့ရောကိုနဲ့ရောပြစ်မှားထားတာမရှိဘူးလို့ပြောနေကြတယ်။ကဲမင်းလည်းယောက်ျားပဲပွပွလည်းလည်းပြောစမ်း။အရှင်ကမင်းဘဲမနေရလဲ။ငါဒေါ်ဖွားရှင်တို့အိမ်မှာအရှင်နေတာဟိ။ဒေါ်ဖွားရှင်ဆိုတာဒေါ်ဖွားရှင်ဆိုတာကျွန်တော်အိမ်အနောက်ကက်လျက်ပဲ။ဒေါ်ဖွားရှင်ကိုသွားခေါ်ပေးလို့ရလား။ရပါတယ်အခုပဲသွားခေါ်လိုက်မယ်။လာချင်းနေတဲ့သူတွေတဲကတော်တော်လတ်လတ်ရှိတဲ့သူတယောက်ကဒေါ်ဖွားရှင်ရဲ့ဘက်ကိုပြေးသွားခဲ့ရာ။ ခဏနေတော့အသက်60အရွယ်မိန်းမတယောက်ရေးချေတော့ပြန်နဲ့လိုက်ပါလာခဲ့တယ်။အမေကြီးကတော့ဖွားရှင်လား။ဟုတ်ဟုတ်ပါရဲ့။အခုဝင်ပုန်းနေတဲ့သူကတော့ဖွားရှင်ရဲ့အိမ်မှာအရှက်နေခဲ့တယ်လို့ပြောတယ်။အမေကြီးတော့အိမ်မှာဘယ်ရိုးရာကူးကွယ်ထားလဲ။အိမ်မှာအဖေကြီးကိုကူးထားပါရဲ့။အဖေကြီးဆိုတော့အောင်းနိုင်ပေါ့။တရဘလို့ကြောင့်ဒီနေ့ကိုရောက်လာခဲ့ရလဲ။တရပိုင်းအမေကြီးတော့အိမ်မှာထိုးဆန်းတာဘာတွေဖြစ်သေးလဲ။ ထိုးဆန်းလာမျိုးတော့မရှိပါဘူး။မောင်အေးချော်တို့မပြောင်းခင်တရလောက်ကတော့အမေကြီးတို့ဘိုးဘွားဆင်ဆက်ပူဇော်ခဲ့တဲ့အဖေရုပ်တို့ပျောက်သွားတာပဲရှိခဲ့တာ။ရုပ်တို့ကဘလို့ပျောက်သွားတာလဲ။တရယောက်ကဝင်ယူသွားတာများလား။အဲ့ဒီနေ့ကမောင်အေးချော်ရဲ့သားနဲ့တခြားကလေးတွေခြံထဲကိုဝင်ဆော့တာတော့မြင်မိတယ်ကွ။ဒါပေမဲ့သူတို့ယူတယ်ဆိုတာမမြင်တော့အမေကြီးလည်းဘာမှမပြောတော့ဘဲနဲ့ရုပ်ထုအစ်တစ်ခုဝယ်ပြီးတော့ပြန်ထားခဲ့လိုက်တာကွဒေါက်ဖာရှင်ရဲ့စကားကြောင့ အောင်မြတ်သာသဘောပေါက်သွားပြီးကိုအေးချော်ဘက်ကိုလှည့်ကကလေးအခုပဲမှလဲသူ့အဖွားကြီးမှာကြံခဲ့တယ်ဆရာချက်ချင်းသွားခေါ်ပေးပါကျုပ်ထင်ပြောရရင်ကလေးကမအောင်နိုင်ရုပ်ထုကိုယူဆော့ပြီးတော့အိမ်ရတနေရရမှာဖွက်ထားတယ်ထင်တယ်အောင်မြတ်သာစကားကြောင့်ကိုအေးချော်လည်းတားဖြတ်သူကိုချက်ချင်းသွားခေါ်ပြီးမေးပေမဲ့ဟိုကမသိဘူးပဲလုံနေလို့၆တခါ၆တလဲမိကြီးမှစာကြည်ကန်းရဲ့စပွဲနောက်မှာဖွက်ထားတယ်ဆိုတာသိခဲ့ရတယ်။အိမ်သားတွေလည်းနေရာကိုသိတာနဲ့ ချက်ချင်းလိုက်ရှာကြရာစာကြည်စပွဲအနောက်မှာအဝင်းနဲ့ပတ်ထားတဲ့အယုတ်တယုတ်ကိုမြင်တွေ့လိုက်ရတယ်။အမေကြီးဒီအယုတ်ကပျောက်သွားတဲ့အယုတ်ဆိုတာသိကြလား။သေးကြပါရဲ့လူလေးရဲ့ဒါကအမေကြီးအိမ်မှာကိုးထားတဲ့အဖေးရုပ်ထုပါ။အောင်မြတ်သားလည်းဖြစ်ချောင်းကုံစင်ကိုတိရပြီမို့ကျွဲချောင်းသားပလွေမှောက်နေတဲ့ပုံစံထုလောက်ထားတဲ့ကြေးရုပ်ကိုတော့ဖားရှင်လက်ထဲပြန်ထည့်ပေးပြီးဝင်ပူးနေတဲ့ကိုအောင်နိုင်ကိုလည်းစိတ်မဆိုးဖို့ပြောဆိုဆုံးမကမူလနန်းနန်းစီကို ပြန်လည်ပို့ဆောင်ပေးခဲ့လိုက်တယ်။အောင်မြတ်သားတို့အနေနဲ့ကိုအေးကျော်ရဲ့အိမ်မှာဖြစ်နေတဲ့ပြဿနာကိုကိုညီဖြေရှင်းပေးပြီးတဲ့နောက်မှာတော့ဘကုံးမျိုးကနေပြန်လည်ထွက်ခွာခဲ့ရာဖယားချင်းမျိုးအနည်းမှရှိတဲ့ဘောနတ်ကြီးဆိုတဲ့ရွာကိုရောက်လာခဲ့တယ်။အဲ့ဒီအချိန်ကဘောနတ်ကြီးရွာဆိုတာအခုလိုလူနေမများသေးတယ်လို့တော်လေနှစ်တာကြောင့်အချောင်းလှန့်တွေများတယ်လို့အဆောင်ရှောက်တွေလည်းများတဲ့အနေအထားမှရှိခဲ့တယ်။အောင်မြတ်သားတို့ဘောနတ်ကြီးရွာကိုရောက်တဲ့အချိန် ဘောနတ်ကြီးဘိုးဘိုးရဲ့အကူအညီတောင်းမှုကြောင့်တော်ရဲမှာဘိုးကြဆုံးမနေတဲ့နှစ်ချို့တပတ်တကောင်ကိုလမ်းဆောင်ဝင်ရောက်ဆုံးမခဲ့ရသေးတယ်။ဒီအကြောင်းအရကိုတော့အောင်မြတ်တာနဲ့ဘောနတ်ကြီးမှငတ်တိလေးဆိုတဲ့ဇလန်လေးမှာပရိသတ်ကြီးအားစောင့်မျှော်နှားဆင်ပေးပါအောင်ရှင်။ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုတင်ဆက်ပေးခဲ့တာကတော့စာရေးသူဇယနာရှာမညာရေးသားတဲ့အောင်မြတ်တာအတွင်းနဲ့အပိုင်း281ဖြစ်တဲ့အောင်မြတ်တာနဲ့ကိုအောင်နိုင်နဲ့ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ားဆရာပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်